တောင်တရုတ်ပင်လယ်တင်မဟုတ်တော့ဘဲနဲ့ဒီမြန်မာရခိုင်ကမ်းရောင်ဒေသနဲ့အိန္ဒိယသမုဒ္ဒရာကြီးနဲ့ဆက်ဆက်နေတဲ့အပိုင်းကိုပါတရုတ်ကမြန်မာကိုဖျက်ပြီးတော့ဆင်းလာမဲ့ကိစ္စကတော့အခုအမေရိကန်ဒီကွန်ဂရက်ရောဒီစနစ်ရောလက်ရှိကိုစတင်လေ့လာနေတဲ့အခြေအနေတော့ရောက်ပါပြီလို့အားလုံးပဲမင်္ဂလာပါ update မြန်မာ news channel ကနေကြိုဆိုလိုက်ပါတယ် နေ့စဉ်အများမြန်မာသတင်းထူးသတင်းအူတွေကိုကြည့်ရှုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ YouTube channel ကို subscribe လေးနေဖို့ပြောကြားချင်ပါတယ်ကျွန်တော်ပြောနိုင်တယ်เนาะအခုဟိုတနေ့က Washington DC တရုတ်တန်ရုံရှိမှာမြန်မာနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ဒါ RFA တို့ VOA တို့အာ BBC တို့မှာကြေညာနေတာလဲတွေ့မယ်အဲ့ဒီဆန္ဒပြတဲ့ကိစ္စတော့တော်တော်အကျိုးရှိပါတယ်တော်အကျိုးရှိတယ်ဆိုတာအမေရိကန်ဒီကွန်ကရစ်တို့စီနိတ်တို့က ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒီမြန်မာနိုင်ငံမြေပုံကိုကြည့်လိုက်တဲ့အခါကျတော့တရုတ်ကဖောက်ထွက်သွားမဲ့လမ်းကြောင်းတွေကိုပါတရုတ်ကဝင်ရောက်ဆွတ်ဖက်လာမဲ့အခြေအနေတွေကိုပါသူတို့ကမြင်လာတယ်လို့အဲ့ဒီကကျွန်တော်88ဖြတ်တန်းတဲ့အချိန်အမေရိကန်ရောက်တဲ့အချိန်အာပြီးတဲ့အခါကျတော့သူကအဲတဆင်းဆင်းတက်သွားရင်းနဲ့ခဏဒီ ဟိုအမေရိကန်ရဲ့အထက်လွှတ်တော်ပေါ့ဗျာစနစ်မှာစနစ်တာတယောက်ဖြစ်နေတဲ့သူတယောက်ကကျွန်တော်ဒီနေ့မေးမြန်းလာတဲ့အတွက်အဲ့ဒီအတွက်တော့အတော်ကျွန်တော်အဲ့သူတို့ဒီဒီဘက်မှာရှိနေတဲ့ဒီတယောက်ကမြန်မာကိုဆွတ်ဖက်တဲ့ကိစ္စကိုလက်မခံနိုင်ဘူးဆိုပြီးတော့နော်ဒီအမေရိကရောက်နေတဲ့သူတွေတယောက်တန်ယုံရှိဝါရှင်တန် DC မှာဆန္ဒပြတာကတော့တော်တော် အကျိုးတက်ရောက်တယ်လို့ကျွန်တော်ပြောနိုင်တယ်ဘာဖြစ်လို့ဆိုစနေတာတယောက်ကသူ့ရဲ့ secretary အဆင့်လောက်နဲ့ကျွန်တော်ကိုအီးမေးလ်နဲ့မေးတာမဟုတ်ပဲနဲ့အဲသူ့ရဲ့အဲ secretary ကနေအရင်ဖုန်းဆက်လာပြီးတော့ကျွန်တော်ကိုသူ့စကားပြောဖို့အချိန်ရှိသလားအချိန်ရှိရင်စကားပြောခြင်းနဲ့ဆိုပြီးတော့ဆက်တွယ်လာတဲ့ပုံစံမျိုးနဲ့ပြောရတာဆိုတော့ကျွန်တော်ကဘဝင်မြင့်ပြီးပြောတာလည်းမဟုတ်အမှန်တော့ သူစိတ်ဝင်စားပဲနဲ့သူနဲ့ကျွန်တော်လည်းခင်မင်းရင်းနှီးနေတဲ့အတွက်သူအာတိလို့သူဒါမျိုးပြောတာဒါပေမဲ့ဒီမှာတော့လူမှုရေးအခြေအနေတွေရှိနေတဲ့အတွက်ဒီလိုပြောကြရင်နဲ့အဲအဲ့ဒါဆိုရင်တော့ရတယ်အဲ့လိုနဲ့ကျွန်တော်ပြောပြတော့ကျွန်တော်ရှင်းပြတဲ့အကြောင်းအရာတွေလည်းပါတယ်ဒါပေမဲ့ကျွန်တော်ရှင်းပြတဲ့အကြောင်းအရာဒီထဲမှာတရုတ်ရဲ့ယင်းနှီးမြှုပ်နှံမှုတွေကိုပိတ်သိမ်းဖို့ထိခိုက်ဖို့ပျက်စီးဖို့မြန်မာပြည်သူပြည်သားတွေ အကျိုးတက်ရောက်မှုတစုံတရာမရှိဘူးအဲ့ဒါဒီမပါဘူးเนาะဟယ်လိုအဲကျွန်တော်ဥစ္စာအနောက်ချက်ကတော့စပေးနေပြီမတတ်နိုင်ဘူးကျွန်တော်ဆက်ပြောမှာပဲဆိုတော့မပါဘူးအဲ့ဒါကြီးမပါဘူးအဲတရုတ်ပြည်ကလည်းကြည့်နေကြတယ်တရုတ်ထောက်လိုင်းကြီးတွေเนาะဆိုတော့ကျွန်တော်ပေးခြင်းတဲ့ message ကတော့အရန်ရှင်းနေ အဲ့ဒီကိစ္စအတွက်ကတော့မြန်မာပြည်သူပြည်သားတွေ Trump လက်ထက်မှာဒီနောက်ဆုံးအချက်ဖြစ်တဲ့နံပါတ်၄အတွက်တော့တော်တော်အကျိုးရှိမဲ့သဘောရှိတယ်။အဲသူတို့စိတ်ဝင်စားခဲ့ရင်တော့မြမြတတနဲ့မြန်မာပြည်သူသားတွေရရှိနိုင်တဲ့ခံစားနိုင်တဲ့ပြီးတဲ့အခါကျတော့မြန်မာပြည်မှာရှိနေတဲ့မတရားမှုတွေနဲ့အဲ့လိုအိနီနာချင်းနိုင်ငံကြီးတစ်ခုကဝင်ရောက်ဆွတ်ဖက်တဲ့အခြေအနေဒီကိုလည်း သူတို့အာယုံဆိုင်လာတဲ့အတွက်အကျိုးတစုံတရာတော့ဖြစ်လာနိုင်တယ်လို့ maybe must be လို့ကျွန်တော်မပြောဘူး maybe အဆင့်လောက်ရောက်ပါတယ်လို့လက်ရှိအချိန်မှာစိတ်ဝင်စားလာကြပါတယ်လို့ကျွန်တော်ပြောနိုင်ပါတယ်ဒါကျွန်တော်တစ်ချက်ပြောပြလာပါခုနကျွန်တော်ပြောသွားအချက်လေးချက်မှာပြန်နားထောင်ရင်တော့သိကြမယ်ဗျာကျွန်တော်ပြန်မကြော့ခြင်းဘူးနောက်တစ်ခါနံပါတ်2ချက်ကျွန်တော်ပြောခြင်းနဲ့ နံပါတ်2အချက်မြန်မာနိုင်ငံမှာရှိနေတဲ့လက်ရှိဖြစ်နေတဲ့နိုင်ငံရေးအခြေအနေလူမှုရေးအခြေအနေစီးပွားရေးအခြေအနေနိုင်ငံရေးအခြေအနေကိုကျွန်တော်အရင်ဆုံးရှင်းပြပါမယ်ကျွန်တော်တို့ဒီမှာစာဖတ်လာတဲ့သူတွေဟို Facebook ပေါ်နှစ်ကြောင်းသုံးကြောင်းဖတ်ပြီးတော့ဆယ်လီဖြစ်နေတဲ့ညီပေါ်တွေညီပိန်းတွေဘောမတွေထမိန်ကြုံတွေအောက်ဆွဲတွေကလွဲလို့ စာအသေးချာဖတ်လာတဲ့လူတွေသိနိုင်တဲ့စကလုံးတစ်လုံးကျွန်တော်ပြောနိုင်တယ်အဲ့ဒီစကလုံးကျွန်တော်ဘယ်ဘက်မှမလိုက်ဘူးကျွန်တော်ကျွန်တော်ကျွန်တော်ပြည်သူသားအမိပြည်သူသားအဖပဲနော်ဟိုဒေါ်အောင်ဆန်းစုကြည်လွတ်လာလဲအမေဆိုတော့ကျွန်တော်မခေါ်နိုင်ဘူးကျွန်တော်အမေတယောက်ပဲကျန်တဲ့လူကျွန်တော်အမေမဟုတ်ဘူးဒါကျွန်တော်ရှင်းတယ်နိုင်ငံရေးမှာအမေမရှိဘူးအဖေမရှိဘူးနော်ဆိုတော့ ဟိုဟိုအဲ့ဒီလူတွေကိုလည်းဘဝင်မြင့်သွားအောင်ကျွန်တော်မလုပ်ကျွန်တော်မှန်မှန်ကန်နေထိုင်ဆိုတော့ကျွန်တော်ဆက်အဲကျွန်တော်ဆက်ပြောမယ်နောက်ချက်တွေဝင်တယ်တက်မတက်နိုင်ဘူးကျွန်တော်ပြောပါမယ်ဆိုတော့နိုင်ငံရေးမှာမိမိရဲ့ယုံကြည်ချက်သာလေမိမိရဲ့အဖေမိမိရဲ့အမေဒါပဲဟုတ်ပြီနော်ဟိုလူထောက်ခံလို့ငါလိုက်ထောက်ခံရတာဒါမဟုတ်ဘူးဒါမှားနေတယ်ဆိုတော့ကျွန်တော်ဒေါံဆန်းစီကိုထောက်ခံတယ်အကောင်းပြောတာ ောင်စဲစုကြီးလူမတိုက်ခဲ့ဘူးဗျာဘလူမှမတိုက်ခဲ့ဘူးဒါပေမဲ့အာဏာရပြီးတဲ့အချိန်မှာအချို့ critical crisis ကိစ္စဒီမှာတော့ပုံစံမျိုးစုံနဲ့ပါဝင်ပတ်သက်ခဲ့တဲ့တိုင်းရင်းသားတွေအပေါ်ဆောင်ရွက်ခဲ့တာကိုတော့ကျွန်တော်ပွန့်ပွန့်လင်းလင်းဝေဖန်ခဲ့ဘူးတဲ့လက်ရှိလဲလုံနေတဲ့အဖွဲ့အစည်းတွေကိုလည်းကျွန်တော်ဆက်လက်ပြောတယ်ဒါအမှန်တရားပဲကျွန်တော်ပြောတယ် မဟုတ်တာကြီးပြောနေလို့လဲဘာမှကျွန်တော်လူဘွားကြီးကဘာမှမရှိဘူးဟုတ်မလားဆိုတော့ကျွန်တော်အဲ့ဒီမှာပြောချင်တဲ့အပိုင်းဟာခုနတချောင်းဖတ်နှစ်ချောင်းဖတ်နဲ့ဆယ်လီဖြစ်လာတဲ့ကရုံးမောင်မောင်အေးလို့လို့ပေါ့ဗျာဟိုပန့်ဆယ်လို့လို့လိုခင်ကြတွေကိုတတ်ခိုင်းနေဗျာအခုဒီရောက်တော့အဲ့တို့ကပြန်ကောင်းတင်ပြီးတော့ဟာကျွေးမွေးစောက်စောက်ကြတာတို့အဲ့ဒီအဲ့ဒီလူဒန်းစားရဲ့အဆင့်တန်းကိုကျွန်တော်အဲ့ဒီဝက်စကွန်ဆင်မှာကျွန်တော်တွေ့သွားတယ်ကျွန်တော်သိသွားတယ် ဘာဆိုသူတို့လိုချင်တဲ့ right တွေ justice တွေဆိုတာမရနိုင်ဘူးဆိုတာကျွန်တော်သိသွားအဲကျွန်တော်ဒါမျိုးနားလဲဆိုတော့ဟာဒါအခုရှေ့ကကြမ်းတယ်လို့ပါမဟုတ်ဘူးကျွန်တော်အမှန်တရားကိုပြောတာနော်ဆိုတော့ထပ်ပြောဦးမယ်အခုကျွန်တော်ပြောချင်တဲ့အပိုင်းကတစ်ချောင်းနှစ်ချောင်းဖတ်ပြီးတော့နိုင်ငံရေး hijack လို့ခေါ်တာပြန်ပြီးဆွဲကြတာပါ ဲ့လိုပြန်ပေးဆွဲတဲ့အုပ်စုကြီးတစုပေါင်းပြီးတော့ NUG ဖြစ်သွား။ဟိုစစ်တပ်ကလည်းလူတို့ရပိုင်ခွင့်ကိုပြန်ပေးဆွဲသွား။ဒီဘက်ကလည်းလူတို့ယုံကြည်ချက်ကိုပြန်ပေးဆွဲသွားမြန်မာနိုင်ငံဟာအဖွဲ့စည်းနှစ်ဖွဲ့အဲ့လိုပြန်ပြီးဆွဲခြင်းခံလိုက်ရတာဗျအဲ့လိုအသေးချာလိလာမှတွေ့ဆိုတော့ကျွန်တော်တို့ ရိုးရှင်းတယ်ဒါကြောင့်တစ်ချောင်းနှစ်ချောင်းဖတ်နေတော့မတက်လာနဲ့เนาะကျွန်တော်တို့ကရူဂါပတ်တွေဟေဂဲတွေဒိုင်လက်တစ်တွေအကုန်ဖတ်လာပြီးပြီဗျာတက်လာတော့စတိုင်းနေဟုတ်လားဘာနဲ့ရှော်တွေအများကြီးပဲဗျာရွတ်ပြတယ်ဆိုတော့ပေးကျင်တဲ့မက်ဆေ့ကဘာလဲဆိုတော့ပူနေမြဲကြားနေမြဲအခြေအနေနဲ့စဆွေးနွေးပြီးတော့ သူ့နေရာသူနေကိုနေရာကိုနေပြီးတော့မှပူပေါင်းဆောင်ရွက်မှုတစ်ခုတိုင်းပြည်တစ်ခုပြန်ဖြစ်လာအောင်လုပ်ရမယ့်အခြေအနေလို့ခေါ်တဲ့ Master Pool and the Tigers ဆိုပြီးတော့ဆရာကြီးဒေါက်တာထင်အောင်ရေးခဲ့တဲ့ Cornell University မှာတင်ခဲ့တဲ့ဆရာကြီးဒေါက်တာထင်အောင်ရဲ့ပူနေမြဲကြားနေမြဲဆိုတဲ့ဥစ္စာဟာယနေ့မြန်မာနိုင်ငံကြီးနဲ့ ဒိုက်ရိုက်ပတ်သက်တယ်လို့ကျွန်တော်မြင်လာဘာဖြစ်လို့လဲဆိုတော့ဒီဆရာကြီးဒေါက်တာထင်အောင်ရေးခဲ့တဲ့ပူနေမြဲကြားနေမြဲလို့ခေါ်တဲ့ Must the Pooh and the Tiger Must the Pooh and the Tiger မှာ the firstly ကိုကျွန်တော်ပထမဆုံးကိုကျွန်တော်ရှင်းပြနိုင်တာကတော့ the tiger in the cage သူကထောင်ချောက်ထဲရောက်နေတာ Must the Pooh walking in the forest မစတာဖိုကတော်တဲ့ကိုလမ်းလျှောက်လာတာအဲ့ဒီမှာသူကတထိုက်ကားကိုတွေ့တာကြားကိုတွေ့တာအဲ့ဒီကြားကိုတွေ့ပြီးတော့ကြားကလည်းထောင်ချောက်တဲမှာရောက်နေပြီမျက်ရည်ချူပြီးတော့မျက်ရည်ဝဲလဲနေတဲ့အချိန်မှာမစတာဖိုကမင်းပါလို့ကျင်သူတရားနေလွတ်ကျင်တယ်တဲ့ကြားကပြောတယ်ဟာဒါမင်းကိုမုတ်ဆိုးတယောက်ကမုတ်ဆိုးဆိုတာကိုလိုနီဗျာ ကျွန်တော်ပြောချင်တာမတ်စတာဖိုးဆိုတာတိုင်းရင်းသားတွေဗျာထိုက်ကားကအခုမြန်မာစစ်တပ်ဗျာကဲဒီထက်ကျွန်တော်တရုတ်ခွဲပြလိုက်တာအဲ့ဒီချိန်မှာမတ်စတာဖိုးကကိုလိုနီယိုမုတ်ဆိုးကျွန်တော်အခုပေးတဲ့ဥစ္စာဟာအဲ့ဒါဆိုရင်တော့ရှင်းရှင်းပြောရင်ဗျာမနှုတ်တန်တာပေါ့လေအားလုံးကျင်နာတနာတတ်တဲ့အခြေအနေနဲ့တိုင်းရင်းသားတွေပင်လုံစာချုပ်ကိုလက်မှတ်ထိုးတာ ဟုတ်နော်ဘာလို့မတ်စတာဘူကကိုလိုနီထောင်ချောက်တယ်ရောက်နေပြီအဲ့ဒီကိုလိုနီထောင်ချောက်တယ်ကိုရောက်နေတဲ့မတ်စတာဘူကြားဟာသူ့လေသူ့မှာလွတ်လပ်စွာလွတ်လပ်ခွင့်ငါနဲ့အတူနေထိုင်ခွင့်ရှိတယ်ဆိုပြီးတော့မတ်စတာဘူဆိုတဲ့ အောင်ဆန်းအတလီသွားစာချုပ်ချုပ်ပြီးလွတ်လပ်ရေးမရပဲပြန်လာတဲ့အုပ်စုအလုပ်ဖြစ်အောင်ပင်လုံစာချုပ်ကိုလက်မှတ်ထိုးပေးပြီးတော့နောက်မှဦးနုအတလီနဲ့စာချုပ်ချုပ်ပြီးလွတ်လပ်ရေးယူတယ်လို့ပဲနားလည်လိုက်ပြဒါပေမဲ့ကိုလိုနီကတော့မဟုတ်ဆိုးပဲဒါကျွန်တော်ရှင်းပြတာကျွန်တော်ကိုလိုနီကိုဖားပြောတာလည်းမပါဘူးဒါပေမဲ့မတ်စတာဖိုကတိုင်းရင်းသားအားလုံးရဲ့ကိုယ်စလဲပဲဗျာမမနိုင်ငံကြီးကိုကြည်လိုက် ဆိုတော့အဲ့လိုနားလေလိုက်ဗျာမစတာဘော့သူ့လူလမ်းလျှောက်လာတယ်ကြားကထောင်ချောက်တဲမှာ cage တဲမှာနော် in the key in the trap ဆိုတော့ကျွန်တော်ပေးခြင်းတဲ့ message ကအဲ့ဒီချိန်ကနေပြီးတော့လွတ်လိုက်တဲ့ကြားဟာလွတ်လပ်ခွင့်လည်းရသွားမဟုတ်ဆိုးလဲကြားလွတ်သွားပြီဆိုတော့အဲ့ကြားရုပ်အရှင်လက်လက်ကြီးလာမဖမ်းရဲတော့တဲ့အချိန်မှာကြားက master ပို့ကိုကြိုက်ဖို့လုပ် မတ်စတာပူကအော်ဟစ်အကူကြီးတောင်းတာအခုမြန်မာနိုင်ငံကအဲ့ဒီအခြေအနေမှာရောက်နေတာရပြီလားမသိဆိုတော့ကျွန်တော်စကားပြောမကောင်းဘူးလို့ထင်တယ်ကျွန်တော်ကောင်းကောင်းပြောတတ်တယ်ကျွန်တော် example တွေအချက်လက်တွေနဲ့ပြောတာကျွန်တော်ရမ်းမပြောဘူးဆိုတော့အခုအော်ဟစ်အဲ့လိုအကူကြီးတောင်းတဲ့အခြေအနေဟာနှစ်ပေါင်း80ကြာသွားပြီကြားကမတ်စတာပူက ထောင်ချောက်တဲကနေလွတ်လိုက်ပေးပြီးတော့ဂုတ်ကိုက်ထန်ထားတာဟုတ်ပြီလားဆိုတော့အခုမတ်စတာပိုလည်းယုံတယ်ကြားကလည်းကြိုက်တယ်ဆိုတဲ့အခြေအနေနေတိုင်းလေရင်နဲ့ဘုံကျဲတယ်ရှင်းရှင်းပြောရင် မစားရတဲ့အမေတဲ့နဲ့ပတ်နေငါတို့ကိုအုတ်ချုပ်ခွင့်မပေးရင်မင်းတို့ကိုခြေပွားမယ်ဆိုတာဒါနိုင်ငံရေးမဟုတ်ဘူးဒါစီးပွားရေးလည်းမဟုတ်ဘူးလူမှုရေးလည်းမဟုတ်ဘူးဘာသာရေးလည်းမဟုတ်ဘူးအမျိုးဘာသာသာသနာလည်းမဟုတ်ဘူး အချုပ်ချာအာနာလည်းမဟုတ်ဘူးဒါ ਉਹ ကျွန်တော်ပြောတာဆိုတော့မင်းကျဲစမ်းပါငါနေ့တိုင်းမှတ်တမ်းတင်နေတယ်မင်းဘုံကျဲသမျှအကုန်မှတ်တမ်းတင်ဖို့ငါ group ဖွဲ့ထားပြီငါစီမှာနိုင်ရတဲ့မိနစ်နဲ့အကုန်ရောက်နေဆိုတော့အခု master pool ကအဲ့လိုအော်ရင်အော်ရင်နဲ့နှစ်ပေါင်း80နီးပါးရောက်လာရောက်လာတော့ ိုပုံပြင်တဲမှာတော့ယုံကရောက်လာပြီးတော့တို့ဖြစ်နေတဲ့အခြေအနေကိုမေးကြည့်တော့ဟေးမတ်စတာပို့မင်းဘာဖြစ်နေတာလဲဆိုတဲ့ယုံပညာရှိပေါ့ဗျာဆရာကြီးဒေါက်တာထင်အောင်ရေးထားတဲ့ထဲထဲမှာတော့ယုံပညာရှိမေးတော့ကျွန်တော်လမ်းလျှောက်လာတယ်တဲ့အဲ့ဒီကြားကသူကကြားကသူ့ကိုလွှတ်ပေးဖို့သူ့ကိုတောင်းဆိုလာတဲ့အတွက်သူကမနုဿဆန္ဒ အရာမေတ္တာတရားနဲ့သူဒီထောင်ချောက်ကြီးကိုဖွင့်ပေးလိုက်ပြီးတော့အပြင်လဲရောက်ရလာရောငါထောင်ချောက်ထဲမှာငတ်နေပြက်နေတာကြာပြီးရဒါကြောင့်မြန်မာစစ်တပ်တတ်လို့ခနေ့အကုန်တခိုးကြီးပါမြန်မာစစ်တပ်ကခိုးယူလိန်လေထားခြင်းမရှိဘဲနဲ့စစ်ကောင်းဆောင်နေပေါ့လေတခုခုများစီးတာဝတ်တာစားထားတောက်ထားများခိုးယူလိန်လေခြင်းမရှိခဲ့ဘူးဆိုရင်တဲတဆုပ်ကိုကင်လိုက်ပါကျွန်တော်လည်း အဲ့လိုပြောလို့ဆွတ်ဆွဲတဲ့သူအနေနဲ့တဲတဆုပ်ကြိုင်မယ်မြန်မာစစ်တပ်ခေါင်းဆောင်ကြီးများကိုကျွန်တော်ဆွတ်ဆွဲမိတဲ့အတွက်တဲတပွင့်ကိုငရဲတဘွားလက်ထဲမှာပါတဲ့တဲဆုပ်ရဲ့တပွင့်ကိုငရဲတဘွားကျွန်တော်ခံပါမယ်ဆိုတော့ကျွန်တော်ကသစ္စာဆိုရဲတယ်လို့မြန်မာစစ်တပ်ခေါင်းဆောင်ကြီးတွေကတဲတပွင့်ကိုငါတို့ခိုးယူစားတော့နေတာမဟုတ်ပါကြောင်းဆိုတော့ တစ္ဆာဆူရဲတဲ့အကောင်ထွက်လာခဲ့ပါရွရွရှင်းရှင်းလေးပဲနော်ခုနကမာစတာဖူဝန်ဒတိုက်ကအချင်းနေကိုတခါပြန်သွားကြည့်မယ်ဆိုတော့ယုံကနားထောင်လိုက်တော့ဟာကြားလေထောင်ချောက်ထဲမှာငတ်ပြတ်နေဟုတ်တယ်အရင်တော့ BIA စားစရာမပြီး BIA ရဲ့ထမင်းငတ်နေတာတိုင်းရင်သားတွေပြည်သူတွေကြွေးရတာဖုန်ကြီးကြောင်းရောက်ဖုန်ကြီးကရှာကြွေးရတာရွာရောက်ရွာကြွေးရတာ ြည်သူလူထုတွေကြွေးမွေးခဲ့တာငတ်နေတာကိုလိုနီထောင်ချောက်တွေကကြာဒါအမှန်တိုင်းပြောတာကျွန်တော်ဆိုတော့ဟုတ်ပြီအဲ့ဒီကြာကြီးကလွတ်တဲ့အချိန်ခုနကဖွင့်ပေးတဲ့ master po ဆိုတဲ့တိုင်းရင်သားကိုယ်စလဲကြီးကိုပခုံးကြိုက်ဖို့လုပ်နေပြီဂုတ်ဆွဲဖို့လုပ်နေတဲ့အချိန်မှာယုံကအဲ့ဒါကိုတိသွားတော့ကဲကြာမင်းလည်းတမင်းစား master po လည်းဘာမှမဖြစ်အောင်မကောင်းဘူးလားဆိုတော့ နှစ်ယောက်စလုံးလက်ခံတယ်တဲ့နှစ်ဖက်စလုံးကဒါဆိုရင်ကဲအဲ့ဒါဆိုရင်ကဲကိုရွှေကြားကြီး must a golden tiger you go back into your case go back into your case or me ဖန်ထားတဲ့ထောင်ရောက်တယ်ကိုမင်းခဏပြန်ဝင်ပြီ for the moment okay မင်းခဏပြန်ဝင်ပြီလာကဲမာစတာဘူမင်းဒီတော်တဲ့ကိုဘယ်ကနေစရှောက်ဝင်လာလဲဆိုတာကိုငါ့ကိုပြန်လုပ်ပြအဲ့ဒါဆိုရင် အားလုံးပြေလဲအောင်ငါဖြည့်ရှင်းပေးနိုင်မယ်ဆိုပြီးတော့ကြားကလည်းသဘောတူတယ်မစတာပူကလည်းသဘောတူပြီးတော့ကြားကထောင်ချောက်တဲဝင်သွားတယ်အဲ့ဒါနဲ့မစတာပူကဲမင်းဘလို့ဖွင့်ခဲ့လဲမင်းဖွင့်တဲ့ပိတ်ထားတဲ့ဥစ္စာကိုမင်းဖွင့်ရင်မင်းပြန်ပိတ်လိုက်ပြီးရင်မင်းသွားတဲ့မင်းလာတဲ့နေရာကနေပြန်လျှောက်ပြားဆိုတော့မစတာပူကလည်းသွားလျှောက်တဲ့အချိန်မှာယုံကဘာပြောလဲဆိုတော့အဲ့ဒါပြီးသွားပြီအဲ့ဒါ restore the stat queue လို့ခေါ်တယ် restore the state quo restore the state quo သူ့နေရာနဲ့သူအလုံးအစီစဉ်တကြပြန်ရောက်သွားပြီဖြစ်တဲ့အတွက်ကဲကိုရွှေကြားလဲဒီမှာနေခဲ့တော့မာစတာပူလဲမင်းသွားခြင်းတဲ့နေရာကိုသွားတော့ဆိုတဲ့ဖြေရှင်းထားတဲ့ဆရာကြီးဒေါက်တာထင်အောင်ရဲ့ Master Pool and the Tiger ဆိုတဲ့အဲ့ဒီပုံပြင်လေးကိုအလုံးသွားဖတ်တဲ့နေ ကြားနေရာကြားပူနေရာပူဒါကြောင့်ပူနေရာပူနေကြားနေရာကြားနေဆိုတဲ့အခြေအနေမျိုးနဲ့ခဏိမြမနိုင်ငံကြီးမှာတိုက်နေတဲ့တိုင်းရင်းသားတွေကဒါကိုအသေးချစနစ်တကျ philosophically or logically or ခေါင်းနဲ့ထည့်ပြီးတော့စဉ်းစားရမယ်အခြေအနေရောက်လာတယ်ကဲဒါဆိုရင်မတ်စတာပူဆိုတဲ့တိုင်းရင်းသားတွေကဒီကြားကြီးကို ဘလောက်ရင်ဘာသွားအောင်လုပ်နိုင်မလဲဖြည့်ရှင်းနိုင်မလဲစီယုံနိုင်မလဲဆိုတဲ့အခြေအနေတစ်ခုကိုလှုပ်ပြီးတော့မှဒီကြားကိုအဲ့ဒီနေရာကနေပြန်ထွက်ပြီးတော့ပူပေါင်းဆောင်ရွက်ဖို့လိုအပ်တယ်လို့ကျွန်တော်ပြောခြင်းငွေတောင်ရန်တဲပွင်လေးထဲမှာအချစ်ရဲ့ပြေးကစားမယ်ကိုက ခေါ်ခြင်းဆိုတဲ့မင်းအောင်တခြင်းကိုတတိယလို့ငွေတောင်ရန်ကိုတော်ကြီးများကိုလည်းပြောခြင်းပါဟုတ်ပါတယ် ကိုမြာအေးရဲဘော်မြာအေး88ကကျွန်တော်ပြောချင်တာ88ကကျွန်တော်လည်းရှိနေတယ်လေပါခဲ့တယ်လေတပ်ပင်ညူတနိုင်ငံရေးရွှေညံတော်ရှင်နေမဟုတ်ဘူးဗျဒါကျွန်တော်အမှန်ပြောတာပါဆိုတော့တပ်ပင်ညူတနိုင်ငံရေးရွှေညံတော်ရှင်နေအနေနဲ့ဆိုရင်လည်းကျွန်တော်မပြောဘူးဒါပေမဲ့အဲ့ဒီငွေတောင်ရံမှာတွေ့တဲ့ငွေဆောင်မှာတွေ့တဲ့လူတွေအားလုံးကလည်း ူတို့လုတ်ချင်တဲ့နိုင်ငံရေးလမ်းကြောင်းကိုသူတို့ထုတ်ပြန်တာအဲ့ဒါကိုကြံတဲ့လူတွေကလည်းစိတ်မဆိုးနဲ့ခင်များတို့ဒီ NUG ကိုကိုယ်ယုံကြည်နေတဲ့သူတွေရောဘာတွေရောညာတွေရောပေါ့ဗျာခင်များတို့လည်းခင်များတို့လှုပ်လှုပ်ကြတာမှတ်လားကိုလှုပ်ကိုလှုပ်လေဘသူအလောက်ကပို့ပြီးတော့တာသွားတယ်လေပေါ့ဗျာဥမာရဲဘော်မြအေးကဒါပြောလို့ခင်များတို့ကလိုက်လှုပ်ကြမှာမဟုတ်လားရဲဘော်မြအေးက ခင်ဗျားတို့အဖေလည်းမဟုတ်ဘူးဗျာအမေလည်းမဟုတ်ဘူးဗျာကျွန်တော်ပြောချင်တာသတ်ပင်ညုတရွှေညံတော်လည်းမဟုတ်ဘူးဗျာဟုတ်ပြီလားဆိုတော့သူ့နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဘလောက်တောင်မတင်ကားလဲဆိုတော့အဲ့ဒီမှာတက်ခဲ့တဲ့လူတွေဟာအများကြီးတဲမှာမှာရဲဘော်မြအေးကိုလှုပ်တဲ့အတွက်ရဲဘော်မြအေးဟာအစ္စလမ်ဘာသာဝင်ဖြစ်တဲ့အတွက်ထိုးကြွေးလိုက်တလားတော့ကျွန်တော်စဉ်းစားတာ ပြန်တဲ့ကောင်ပြောလဲရတယ်အဲ့မှာကျွန်တော်နဲ့အတူတူထောင်ကြတဲ့အာဆရာဒေးဗစ်လှမြစ်တို့ပါတာပဲဗျာ NLD ရင်တော့အမတ်တွေပဲငပူတော်မျိုးနဲ့အမတ်ကျွန်တော်နဲ့အတူတူထောင်နေနေခဲ့တာပဲဗျာသူလဲပြောလို့ရတာဘာကြောင့်ရဲဘော်မြအေးကိုမပြောခိုင်းတာလဲဆိုတာဒါစဉ်းစားစရာကြီးဗျာနော်နောက်ထပ်ဥကိုနီဘဝရောက်စီချင်လို့လားဗောထိုးကြွေးတာလားဗောအကုန်လုံးစန်းစစ်တစ်လीဗမာပြည်မှာ လက်ရှိအခြေအနေကဆိုဒါဆိုဦးဆိုင်ညွန့်လွန်ကဘာကြောင့်မပြောတာလဲဒီမဲကြီးကဟမ်လူလေကြီးကျွန်တော်အကုန်သိတာပေါ့ဆိုတော့ဒီလူတော့မလုပ်သေးဥမာကိုမြာကြီးတယောက်တည်းပြောမဲ့အစား၃၄၅ယောက်ပေါ့ဗျာအဲ့လိုဘာသာပေါင်းစုံလူမျိုးပေါင်းစုံတို့နိုင်ငံရေးကိုတို့တင်ပြီဆိုရင်အဲ့လိုတင်ရမှာလေဗျာအခုတော့ကျွန်တော်ထင်တယ်ထိုးကြွေးတယ်လို့ကျွန်တော်မြင်တယ်ဗျာကိုမြာအေးကို ။ तू ကတော့ငါဆရာကြီး။ तू ဆရာကြီးလားဆရာလေးလားတော့မသိ तू လောက်တာတခုမှမအောင်မြင်ဘူး။အဲ့ဒါတော့ကျွန်တော်သိ။နော်။အာပဲခြောက်နေတာကျွန်တော်မြင်တယ်။ဟုတ်ပြီလား။ဒါကျွန်တော်အမှန်တိုင်းပြောတာ။ဆိုတော့ဒါသူ့ဘိုင်းသို့တော့သူ့နိုင်ငံကြီးတို့ယုံကြည်တဲ့နိုင်ငံကြီးကိုတို့ပြောတာဒါအစ်စ်တက်မသိပဲနဲ့လုံးလုံးမရဘူးဗျလုံးရမှာပဲစစ်တက်သိအောင်လည်းလုံးရမှာပဲဆိုတော့ ။ဟာသူတို့ကပြည်တွင်းထဲမှာနေတယ်ဒါလည်းမှန်တယ်။ဟာကျွန်တော်တို့ကပြည်ပပြောတယ်ဒါလည်းမှန်တယ်။ဒါပြည်တွင်းတဲကတော့ adjustment နေ juris jurisdiction နေဒါတွေကိုပြောမယ် standardize စီဒါတွေပြောမယ်။ရတယ်။ဆိုတော့ value စီဆိုအဲ့ဒီမှာရှိနေတဲ့ security concern အရာလုံခြုံရေးအခြေအနေကြောင့်ပြောနေရတာလည်းရှိမှာဒါပေမဲ့သူတယောက်တည်းကိုဒီတက်လာတဲ့လူတွေအကုန်လုံးကထုတ်လိုက်တယ်ဆိုတာ သူ့အသားတုံးလေးတုံးလို့ကြားပါဇက်တယ်ထဲ့ကျင်လို့လာလို့ကျွန်တော်အဲ့လိုနားလဲဟုတ်ပြီနော်ဒါမျိုးဥက္ကဋ္ဌဖြစ်ခဲ့တာဟုတ်ဆိုတော့ကျွန်တော်အဲ့ဒီအတွက်ဆိုရင်ဘာလို့ဗမာပြည်မှာကအန်ယူဂျီလည်းအကြမ်းဖက်တယ်စစ်အစိုးရလည်းဖက်နေတယ်မဆုံးဘူးအန်ယူဂျီအကြမ်းမဖက်ဘူးလာမှပြောနေနော်စောက်ရက်တွေလည်းကွဲသွားမယ်မလို့ငါ့မှာအကုန်ရှိတယ်ဆိုတော့ကျွန်တော်တို့ကပြည်သူတွေအပေါ် တစုံတရာမတရားလောက်တာကိုမခံနိုင်ဘူးဒါကိုကျွန်တော်ပြောတာကျွန်တော်ကအရန်ရိုးရှင်းတယ်ပြည်သူဆိုအကုန်လုံးပါတယ်လှဲနေလျောက်မြင်းဆောင်မြင်းတိုင်ရင်သားအကုန်ပါတယ်ဘာသာပေါင်းစုံလူမျိုးပေါင်းစုံပါတယ်ကျွန်တော်ဒါကိုပြောတာဆိုတော့ကျွန်တော်ပေးချင်တဲ့အတိုင်းဒါဒါပဲအဲ့ဒီအချိန်မှာ RFA တွေ VOA တွေ BBC တွေဟာဝိုင်းလှော်ပေးကြတာပေါ့ဗျာဥက္ကဏီတော့လေသူတို့အတော်ကောင်းတာ သူတို့လှော်ချက်လမ်းထွက်ဥက္ကုဏီဒီကိုလာတယ်ကျွန်တော်နဲ့တွေ့တယ်ကျွန်တော်အအိမ်မှာ၅နိုင်ကြောကြကျွန်တော်ဆွေးနွေးပြတယ်နော်အများကြီးပဲဗျာဒါကြီးကျွန်တော်မပြောချင်တော့ဆိုတော့ကျွန်တော်ပေးချင်တဲ့ message ကသူ့နိုင်ငံရေးကိုသူပြောနေတာခင်ဗျားတို့အနေနဲ့ဘာမှခံစားပေးစရာအကြောင်းလည်းမရှိဘူးအဲ့ဒီမှာစစ်တပ်ကထိပ်ပိုင်းကောင်းဆောင်တွေဘသူတွေဆုံးပြတ်ချက်ပေးနိုင်မဲ့သူတရားဝင်ပါဘူးဒါဒါဒါအဲဒီကနေ့သတင်းဌာနတွေအကုန်တိပြီးသားဒါသူ့နိုင်ငံရေး ဗမာပြည်ထဲမှာရှိနေတဲ့နိုင်ငံကြီး platform ပျောက်သွားတဲ့အခြေအနေရောက်သွားတာမို့လို့ဒီ platform ကိုပြန်တည့်တယ်လို့ကျွန်တော်နားလေတယ်ဒါပေမဲ့ကျွန်တော်ရေးထားတာတော့တခိုးကြဘိုးတွေမခိုးအောင်ဥမာဥပိုင်က84ဘီလီယံချမ်းသာပြီးတော့မြန်မာတနိုင်ငံလုံးရဲ့ဘန်လေပတ်နေတဲ့ဗဟုဘန်ကြီး9ဘီလီယံပဲရှိတယ်ဗောဗျာဆိုလိုချင်တာဒါမျိုးတွေကိုရက်တန့်သွားအောင်ဆွေးနွေးရတယ်မပါဘူး နော်လမ်းကြောင်းတွေမပါဘူး technology strategy တွေမပါဘူးဗျာ logic တွေမရှိဘူးဗျာဒါတွေကိုတော့ကျွန်တော်ပြောတယ်နော်ဥမာကိုဒေးဗစ်လမ်းမြေဆိုရင်ကျွန်တော်နဲ့ Beijing အတူတူအိတ်တာဗျာနော်ထားလဲတူတူထိုင်လဲအတူတူသေးပေါက်လဲအတူတူထောင်ထဲမှာချီပါလဲအတူတူအဲကျွန်တော်တော့ထောင်ဝင်စားလဲမရှိဘူးအာတို့ကတော့လာတယ်အမတ်တွေဆိုပို့လာတယ်ဟိုဟာအဲကျွန်တော်စိတ်လဲမဝင်စားဘူးအနံ့လဲမခံဘူးနော်တောင်းလဲမစားဘူးမေးလဲမမေးဘူး ျွန်တော်အဲ့လိုလူမျိုးပေးခြင်းနေတာပေးခြင်းနဲ့ message ကကျွန်တော်ကကျွန်တော်ယုံကြည်မှုကျွန်တော်ကိုခြင်းတရားနဲ့ကျွန်တော်ဖြတ်သန်းတာဒါကျွန်တော်အမှန်တိုင်းပြောတာအဲ့ကလေးတွေကိုကျွန်တော်စာသင်ပေးတယ်အဲ့တော့ဟုတ်ပလားဆိုတော့အဲ့ဒါကိုဒီဘက်ကတခါတယ်ဟိုဘလို့ပြောမလဲဆိုတော့ငြိမ်နေတဲ့ရေကန်တဲ့ဟိုဖြူဖြူတွေးကဲလုံးပစ်ချလိုက်ညာအေးကဲလုံးပစ်ချလိုက်နဲ့အဲ့ဒီရေကန်တဲ့မှာလှိုင်းထသွားရင် ဘဲငားတွေလှုပ်လာမလဲလို့စောက်ကြည့်ပြီးတော့တစ်ဖက်ကဆောင်ရွက်ဖို့အခြေအနေလဲရှိကောင်းရှိမယ်လို့ကျွန်တော်ကတော့အဲ့လိုနားလဲရဗျာဒါရိုးရှင်းသွားပြီကျွန်တော်ပြောလိုက်တာပြီးတော့ခုနကကျွန်တော်ပြောတဲ့ RFA BOA ကိုခင်ဗျားတို့သွားစဉ်းစားကြည့်သူတို့ကတည်င်းကိုကြီးညာနေတာခင်ဗျားတို့စိတ်ကြိုက်ကိုသူတို့ပြောနေတာမဟုတ်ဘူးအဲ့ဒါလဲကျွန်တော်အာဒါမှန်မှန်ကန်ကန်ပြောပြတာမနေ့ကဆို RFA က ခဲစရိုက်ဗမာတပြည်လုံးဗျာဗမာတပြည်လုံးမှာရှိနေတဲ့လူဦးရေ85ရာဂိုင်နှုန်းကအဆင်မပြေဘူးနော်25ရာဂိုင်နှုန်းကတော့โอเคတယ်အဲ့85ရာဂိုင်နှုန်းမှာ30ရာဂိုင်နှုန်းကငတ်ပြတ်နေအဲ့ဒါကိုဘူးတီတော်မောင်းတော်မှာအခုတရော့အခေါ်ဆိုရိုဟင်ဂျာ9000နဲ့ တနည်းရှိပြီးအကူအညီမရလို့အရန်ဒုက္ခရောက်နေပါတယ်ဆိုတော့ RF ရော BOE ရောအကျင့်ညာဗမာတနိုင်ငံလုံးရဲ့85ရာဂိုင်နှုံးဒုက္ခကိုမပြောဘူးကျွန်တော်ပြောတာရလားမသိအဲ့ဒီမှာကျင်ညာနေတဲ့လူတွေကိုလည်းခင်ဗျားတို့စိတ်သွားမဆိုးနဲ့ဒါ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 ကျင်ညာရမယ်ဆိုရင်တို့ကကျင်ညာရတာတို့လည်းထမင်းတလုံးစားဖို့လုံးလုံးနေတာခင်ဗျားတို့ချစ်လို့လည်းမဟုတ်ဘူးသူ့လို့သူ့လို့နေ ဟုတ်လားအဲ့ဒါကိုလည်း feeling သွားမတက်နဲ့ကျွန်တော်တို့လူကြားတွေကပြောနေတာကိုတော့စဉ်းစားသင့်စဉ်းစားကြည့်85ရာဂိုင်နှုန်းထမင်းနဲ့မမှန်တော့တာရိုဟင်ဂျာ9တောင်တစ်နှစ်စာအကူအညီမရလို့တဲ့အဲ့ဒါကြည့်냐နော်အဲ့လိုမျိုးတပလောက်မအဲ့ဒီလူတွေကျွန်တော်သိတယ်ကျွန်တော်အကုန်သိတယ်ကျွန်တော်မသိတဲ့ကောင်မရှိဘူးနောက်ဆုံးကျွန်တော်တော့မှအဆက်အသွယ်မလုပ်နဲ့နော် အာဂိုရှယ်လေးအောင်နိုင်ထွေးနဲ့စကားမပြောနဲ့နော်ဖရန့်တော်မအဲ့နဲ့နော်အဲ့ထိုင်လဲဖြုတ်ပေးပါနော်ဆိုတော့အဲလိုတောင်းဆိုတဲ့ကောင်တွေကကျွန်တော်နဲ့တိပြီးသားကျွန်တော်အိမ်မှာစားတောက်သွားတဲ့ကောင်တွေပါသေးတယ်အဲလိုကောင်တွေကကျွန်တော်မိတ်ဆွေတွေကိုပြောတာကျွန်တော်မိတ်ဆွေတွေပြန်ပြောတာဒါကျွန်တော်အမှန်ပြောပြတော်တော်ကျွန်တော်စိတ်ပြတ်သွားတယ်ဗျာဟုတ်လားအောင်းမယ်လေဒီကောင်တွေမှာဒါစားတောက်ဘူးခဲ့တော့သေပါပြီဗျာဒီနေ့ကျွန်တော် ကျွန်တော်ဒီလိုပြောခွင့်ရဘူးကျွန်တော်ဘလောက်ချုပ်ဒီဖြတ်တန်းခဲ့ရလဲစဉ်းစားကြည့်ဗျာဒီအမှန်တရားပြောဖို့တစ္ဆာတရားကိုပြောဖို့เนาะကျွန်တော်အမှန်နေပြောနေတာလူ85ရာဂိုင်နှုန်းသမင်းနဲ့မမှန်တော့တာခုနသူတို့ခေါ်တဲ့လူမျိုး9000တနှစ်စာအကူအညီမရလို့စာဝတ်နေရအခက်ခဲဖြစ်နေပါပြီဆိုကြင်ညာတဲ့အဲ့လိုဌာနကြီးတွေမှာ သူတို့ရမယ်လစာလေးတွေအတွက်လုံနေရတာကိုလေခင်ဗျားတို့နားလည်ဖို့လို့သူတို့လည်းတွားပြည့်မပြောနဲ့အဲ့ဒါသူတို့ပိုင်နေလည်းမဟုတ်သူတို့လည်းဝန်တန်းနေဗျဆိုတော့ပေးခြင်းနဲ့ message ကမြန်မာနိုင်ငံရဲ့ပြည်တနာဟာဘယ်လိုအဆုံးတတ်မလဲဆိုလို့မေးလိုက်ပို့နေမြဲကြားနေမြဲအဆင့်ကိုပထမတွားကြရင်တော့အရန်ကောင်းမယ် Master Phuan the Tiger ဆရာကြီးဒေါက်တာထင်အောင်ရေးပါတယ် Master Po ဆို PO ပဲရေးထားတယ် POE မဟုတ် Master Po and the Tiger ဆိုတဲ့ပုံပြင်လေးကိုသွားဖတ်ကြည့်လိုက်ကြရင်